1922ခုနှစ်နိုဝင်ဘာလ26ရက်ယင်းနီလိုနီမျိုးတွင် British Shield to Deity Howard Katana Lord Carnarvon Juti နှစ်ပေါင်း3000ကျော်ကြာမိသူမမဝင်ရောက်ခဲ့သောဂူတန်ချိုက်တစ်ခုဤအတွင်ခမ်းမထဲသို့ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့သည်၎င်းတို့ဝင်ရောက်ခဲ့သောထိုဂူတန်ချိုက်မှာမိသည်နာမည်ကြီးဖာရော့ဘရန်၏အုတ်ဂူတန်ချိုက်သည် A Ramset II Ramesses II B u den hamon tu den kamon c alexander alexander the great d cleopatra cleopatra အပြင်းနာမဘီတူတင်ခါမွန်ဖီတီထောင်ကိုရနဲ့စနေခုနေနိုဝမာလာနက်ဆပ်ချောရနေ့တွင်ဟောင်းဝက်ကာတာဒီနှစ်ပေါင်း3000ကျော်မပြည့်စည်ပဲရှိနေသည့်တူတင်ခါမွန်ဤဂူတင်ချိုင်း အတွင်းကားမှာကိုဖွင့်လှစ်ခဲ့သည်အတွင်းသို့ဝင်ရောက်သောအခါကာတာကတခုခုမြင်းလာဟုမေယာလော့ဒ်ခါနာဝန်ကဟုတ်တယ်အန်ဂိုဆီယာကောင်နဲ့အရာရီဟုနာမည်ကျော်စကားကိုပြောခဲ့သည်ဤကူတင်ချိုင်းသည်ဟောရွှေနှင့်ရတနာများသည်အီဂျစ်ဗီရာနှင့်ကမ္ဘာသမိုင်းကိုပြောင်းလဲစေခဲ့သည်